နောက်ယောက်ျားနဲ့မွေးထားတဲ့ကလေးတွေကိုကြိုက်တဲ့ဘာသာတွေကိုသင်နိုင်ပြီးသူနဲ့ရတဲ့သမီးလေးမြမိုးကင်းကာကိုတော့ဘာသာပြောင်းတဲ့အကြောင်းသူ့ကိုအတိပေးတဲ့နယ်လို့ပြောလာခဲ့တဲ့တရုတ်ဆောင်ဖုံးတိုင်ကိုယ့်ရဲ့ပါစနေနဲ့ပတ်သက်တဲ့ကိစ္စတွေပြဿနာတွေပေါ်တယ်အဲ့လိုလိုင်းမောတက်တက်ပြီးပြောတော့လောကရှက်တာမရှိဘူးပါဆိုတော့ဒါပေမဲ့ခုကမပြောတော့မရတော့ဘူးပါဆိုတော့ နေနေနေငေါဘလောက်ပဲဆောက်ဖောင်းထူးထူးဘလောက်ပဲငေါ့ကိုပြောပြောငါဘယ်တော့ပြန်ပြီးတုံ့ပြန်မှုလဲနေမကောင်းတော့ဆက်ဆက်တော့ဘလို့ပါသေးငါဘက်ကပြောဘူးလားရှိလားအခုကြောင့်ငါသမီးနဲ့ပတ်သက်လို့ငါမပြောလို့မရတော့လို့ငါပြောတဲ့လူရင်းရှင်းရှင်းလေးညမှဒီသမီးလေးတယောက်ပဲရှိတာအဲ့ဒီသမီးလေးဘာသာကြားဖြစ်သွားတာကိုငါမသိတဲ့ပုံမှာငါ့ကိုအတိပေးဖို့တော့ကောင်းတယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်တော့တကူရောက်ငါပြောတာနေမှာခလေးတွေအများကြီးနင်း နင်နောက်မြူထားတဲ့ယောက်ျားနဲ့မွေးတဲ့ကလေးကိုနင်ကြိုက်တဲ့ဘာသာနဲ့ထဲ့ပါငါကိစ္စလည်းမဟုတ်စိတ်လည်းမဟုတ်တော့အခုငါနဲ့မွေးတဲ့ဒီသမီးလေးကိုအဲ့လိုမျိုးဘာသာကြားဖြစ်သွားတဲ့မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရှပါရဲ့အတွင်းတုန်းကဇနီးဟောင်းခင်မောင်းဟောင်းနေဖြစ်ကြတဲ့တရုတ်ဆောင်ဖုံတိုင်းနဲ့ဆိုတော်ချမ်းချမ်းတို့ကြားမှာသမီးဖြစ်သူမြမိုးခင်ကရဲ့ကိုးကွယ်တဲ့ဘာသာရေးနဲ့ပတ်သက်ပြီးအချင်းများနေခဲ့ကြတာဖြစ်ပါတယ် နဂိုကလေးကဘာသာမတူသူနှစ်ယောက်ကအိမ်အောင်ပြုခဲ့ကြပြီးတော့တမီလေးမြာမိုးကင်ကာကိုမွေးဖွားခဲ့ကောင်တမီလေးမြာမိုးကင်ကာရဲ့ကိုးကွယ်မဲ့ဘာသာရေးနဲ့ပတ်သက်ပြီးမိဘနှစ်ပါးစလုံးကလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားခဲ့ကြတယ်လို့လည်းသိရပါတယ်တေဥဆောင်ဖုံတိုက်ဟာဗုဒ္ဓဘာသာကိုးကွယ်သူတယောက်ဖြစ်ပြီးအဆိုတော်ချန်ချန်ကတော့ခရစ်ယာန်ဘာသာကိုးကွယ်သူတယောက်ဖြစ်ပါတယ် ဒါပေမဲ့မြန်မာနိုင်ငံမှာရှိနေခြင်းအချိန်ခါတုန်းကတော့တမီးလေးမြမိုးခင်ကဟာဖခင်စီမာတလဲမိခင်စီမာတလဲနေထိုင်ခွင့်ရခဲ့ပြီးဘာသာရေးနဲ့ပတ်သက်ပြီးနှမျိုးစလုံးကိုလေ့လာခွင့်ရခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့မိခင်ဖြစ်သူအစိုးရချမ်းချမ်းကဒုတိယအိမ်နောက်အဖြစ်အီတလီနိုင်ငံသားနဲ့အိမ်နောက်ကြခဲ့ပြီးခင်မောတဲ့ရှိရာအီတလီနိုင်ငံကိုလိုက်ပါသွားခဲ့တာလည်းဖြစ်ပါတယ်။ အစိုးရချမ်းချမ်းဟောင်းဒုတိယအိမ်ောင်နဲ့လည်းနောက်ထပ်သမီးလေးနှစ်ယောက်ထွန်းကားခဲ့ပြီးမြမိုးခင်ကလေးနဲ့ဆိုရင်သမီးလေး၃ယောက်ကိုပိုင်ဆိုင်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့မြမိုးခင်ကလေးရဲ့ပညာရေးနဲ့ရှေ့လာမယ့်အနာဂတ်တွေအတွက်အစိုးရချမ်းချမ်းကသမီးကြီးကိုလည်းအီတလီမှာခေါ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ ရမိုးကင်းကလေးဟာ မိခင်ဖြစ်သူနဲ့အတူပျော်ရွှင်စွာနေထိုင်ခွင့်ရရှိခဲ့ပြီးဖခင်ဖြစ်သူဖုန်တိုင်းနဲ့လည်းမကြာခဏဆိုသလိုဗီဒီယိုကောပြောတာဖုန်းပြောတာတွေနဲ့အများအားအဆက်အသွယ်မပြတ်ရှိနေကြတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့ဆိုလိုချမ်းချမ်းကသမီးချင်းမြမိုးကင်ကာကိုခရစ်ယာန်ဘာသာအဖြစ်သွတ်သွင်းလိုက်ပြီးဖြစ်ကြောင်းလူမှုကွန်ရက်ကနေအတည်ပြုလာခဲ့ပြီးတဲ့နောက်ဖခင်ဖြစ်သူဖုန်တိုက်ကဒီကိစ္စနဲ့ပတ်သက်ပြီးဖခင်အရင်ဖြစ်တဲ့သူကိုတစုံတစ်ခုအကြောင်းကြားချင်းမပြုခဲ့တဲ့အတွက်ဇနီးဖြစ်သူရဲ့ဆိုလိုချမ်းချမ်းရဲ့လောက်ရက်ကိုဘလို့မှမဖြစ်သင့်ဘူးလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။ အဆိုတော်ဖုံတိုက်ကသမီးလေးမြမုတ်ကင်ကာကိုအသက်16နှစ်ပြည့်မှသာဘာသာရေးနဲ့ပတ်သက်ပြီးရွေးချယ်ခိုင်းဖို့အတွက်ကြိုတင်ညှိနှိုင်းပေးသားဖြစ်ပေမယ့်အမှန်တကယ်မှာတော့အဆိုတော်ချမ်းချမ်းကအဲ့ဒီညှိနှိုင်းမှုကိုပြည့်ဝင်ခဲ့ကသမီးကြီးကိုအသက်17နှစ်အရွယ်မှာတည်းခရစ်စတန်ဘာသာသို့သွတ်သွင်းခဲ့တဲ့အတွက်အဖေတယောက်အနေနဲ့တရားဥဆောင်ဖုံတိုက်ကတော့စိတ်ဆိုးဒေါသဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အစိုးရချမ်းချမ်းကအမြဲတမ်းတမိကိစ္စနဲ့ပတ်သက်ပြီးအဆက်အသွယ်မပြတ်ရှိနေတဲ့အကြောင်းသူ့အားအတိမပြေပဲလုပ်ခဲ့ပြီးအခုလဲဖားခင်မပြီးသားတဲ့ပုံစံမျိုးဖန်တီးပြောဆိုနေတာတွေကြောင့်တရုတ်ဆောင်ဖုံးတိုက်ကချမ်းချမ်းနဲ့ပြောဆိုထားတဲ့အခြေအရေကိုတက်သေးအနေနဲ့ချပြလိုက်ရင်တမိလေးရဲ့မိခင်ဖြစ်တဲ့ချမ်းချမ်းအနေနဲ့အဆက်ကွဲသွားမယ်ဆိုပြီးတော့တတိပေးလိုက်တာလည်းဖြစ်ပါတယ်။ ဖုန်တိုင်းကသူ့စီမှာတမီလေးတယောက်သာရှိပြီးချမ်းချမ်းမှာတော့နောက်ယောက်ျားနဲ့ရတဲ့ကလေးတွေလည်းအများကြီးရှိတာကြောင့်အဲ့ဒီကလေးတွေကိုကြိုက်တဲ့ဘာသာတွေကိုသွင်းလို့ရနိုင်ကြောင်းကင်းကာလေးကိုတော့သူ့ကိုအတီးပေးပြီးမှလှုပ်တင်ကြောင်းပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်ဖုန်တိုက်ကအခုပြောဆိုခြင်းကသူ့အနေနဲ့နောက်ဆုံးအကြိမ်ပြောဆိုခြင်းဖြစ်ပြီးအဆိုတော်ချမ်းချမ်းအနေနဲ့ဒီကိစ္စတွေအပေါ်မှာတာဝန်ယူပေးဖို့လည်းပြောဆိုထားတာဖြစ်ပါတယ်။ ခုရပါစနေနဲ့ပတ်သက်တဲ့ကိစ္စတွေပြဿနာတွေပေါ်တယ်အဲ့လိုလိုင်းပေါ်တက်တက်ပြီးပြောတော့လောက်ကရှက်တာမရှိဘူးပါဆိုတော့ဒါပေမဲ့ခုကမပြောတော့မရတော့ဘူးပါသလားနင်းနေနင်းကဘလောက်ပဲဆောက်ဖောင်းထုထုဘလောက်ပဲငေါ့ကိုပြောပြောငါဘယ်တော့ပြန်ပြီးတုံ့ပြန်မှုလဲနင်းမကောင်းမအောင်ဆက်ဆက်တော့ဘလို့ပါသေးငါပါသက်ကပြောဘူးလားရှိလားအခုကကြောင့်ငါသမီးနဲ့ပတ်သက်လို့ငါမပြောလို့မရတော့လို့ငါပြောလို့လူရင်းရှင်းရှင်းလေးညမှာဒီသမီးလေးတယောက်ပဲရှိတာ အဲ့ဒီတမီလေးဘာသာကြဖြစ်သွားတာကိုငါမသိတဲ့ပုံမှာငါ့ကိုအတိပေးဖို့တော့ကောင်းတယ်ဆိုပြီးတော့စိတ်မကောဖြစ်တော့တကူရောက်ငါပြောတာနင့်မှာခလေးတွေအများကြီးနင်နင်တော့မြူခါရောက်ကြတဲ့မွေးတဲ့ခလေးတွေနင်ကြိုက်တဲ့ဘာသာလည်းထဲ့ပါငါကိစ္စလည်းမဟုတ်စိတ်လည်းမဟုတ်တော့အခုငါလည်းမွေးတဲ့ဒီတမီလေးကိုအဲ့လိုဘာသာကြဖြစ်သွားတဲ့ပုံမှာငါ့ကိုအတိမပေးရလေတကူတော့ပဲငါစိတ်မကောဖြစ်လို့ပြောမိတာအဲ့ဒါလေးကို live တွေထပ်လွှင့်ပြီးတော့ ငါအဖေမပြီးသားဘူးလို့ပထွေးလောက်တော့မကောင်းနဲ့အဖေလူလူကလေးစားခြင်းနဲ့စားစရာတွေတော့မပုတ်ပေးဘူးတွေဘာတွေပြောတာကြတော့ငါပုတ်ပေးခဲ့တာတမိအတွက်လိုအပ်လို့ငါလုတ်ပေးခဲ့တာတွေငါ second shot တွေနင်းနေကလည်းပြောတယ် second shot တွေပြလာနေမဲ့ဆောက်ချက်ပွဲမှာတော့ချက်ချက်ငါအဲ့လိုထိငါကလေးမဆန့်ခြင်းဘူးနောက်ဆုံးတစ်ခါပုတ်ခဲ့တော့ဆိုဟာတလားငါမွေးတဲ့တမိတွေပုတ်နေနောက်ယူထားတဲ့ယောက်ျားနဲ့မွေးတဲ့ကလေးတွေကစားဖို့ ကစားစရာတွေဗမာပြည်ရဲ့တည်သားနဲ့လှုပ်ထားတဲ့ဥပုပ်ဂျိုးယိုတွေကစနေမာလူငါပုတ်ပေးခဲ့တဲ့ကောတဲ့လားစားစရာတွေဆိုတော့တချို့ကိစ္စတွေကတချို့စားစရာတွေတမိကြိုက်တာတချို့ဟာတွေကနင်းအကြိုက်တွေနင်းမာဆိုတော့လေငါလည်းသိတယ်ငါမမိပါရည်လည်းသိတယ်ဒါပေမဲ့အဲ့ဒါတွေတွတ်မနေဘူးတိကျအကောင်းဆုံးချက်ပြုတ်ပြီးတော့တချို့ဟာတွေဆိုတော့စီတီမက်ကမှာပြီးလက်ကကြီးတလုံးနဲ့အပြစ်ပုတ်ခဲ့တဲ့ပုတ်ခဲ့တဲ့အဖေပုတ်ခဲ့တဲ့လူတိလားတမိဟိုမှာငါဒီမှာတမိဒီမှာငါနဲ့အတူရှိတုံးကတမိကအကောင်းဆုံးအကြောင်းငါထားတယ်နေကိုနိုင်ကနေပါဇက်က ဘုံသားရဲ့တမီးကိုတမီးနဲ့ပတ်သက်လို့နေအရင်အဖေတောင်းအရင်ချိန်နေပါပြီတမီးကိုတလက်ငါစောင်းလျှောက်ပြရစီငါခေါ်ထားပြရစီလို့နင်းကိုယ်နဲ့တောင်းတော့ဝင်နေပြောတဲ့အပြင်ဆရာဂျွန်လင်းတို့ကိုယ်နဲ့ကဟုတ်တယ်ဘုံသားမင်းတမီးကိုချစ်တာချစ်တာပဲတမီးကိုချစ်ရင်မင်းတမီးကောင်းတဲ့ပညာသင်ကြားရေးတို့ဒီနိုင်ငံရဲ့နိုင်ငံရေးအခြေအနေအရလဲမင်းသိနေရအဲ့တော့မင်းလွတ်သင့်နေသလိုအကုန်မျိုးစုံဝိုင်းပြောလို့ငါနင်းကိုယ်တိုင်လည်းအထက်ကတောင်းသလိုငါပို့ပေးခဲ့တာတမီးကမကြွေးနဲ့မဝင်းနဲ့ငါနင်းစီပို့ပေးခဲ့တာမဟုတ်ဘူးဒါပေမဲ့နင်းက ပြိသက်များတယ်နင်းမှာပြိသက်ပိုများတယ်နင်းကပိုအောင်မြင်ဆိုတာနဲ့တင်နင်းပြောလိုက်တဲ့စကားတခွန်းကြောင့်လူတွေငေါ့မုံသွားပြီးရောဆိုပြီးနင်းရီးသားပွားတယ်နင်းပြောခဲ့တဲ့ဟာဟာတဲ့လားဒီကိစ္စတခုပြဿနာတခုဖြစ်တယ်ဟဲ့ဘုန်းသက်နင်းဒီအမှုပညာလောက်ကိုလှုပ်ရှားလို့မရအောင်ငါလှုပ်ပြမယ်ကြိထားဆိုတဲ့စကားဒီနေ့စီလည်းငါလက်ခံတယ်လက်ခံတယ်လက်ခံတယ်နင်းငေါ့ကိုနင်းနဲ့ငါနဲ့နှစ်ယောက်ကြားမှာဖြစ်တဲ့ပြဿနာတွေဘယ်တော့ပဲငေါ့ဆောင်းမောတူငါဘယ်တော့တုံ့ပြန်ဘူးလဲငါလည်းပြောလို့ရတာဗောငါနေတိတ်ခါကြငါသမီးလေးအမေနဲ့ငါသမီးလေးတိတ်ခါကြတယ်ဆိုတဲ့စနေငါမျိုးတိတ်ထားခဲ့တာ၄ စကွန်ရှော့လေးအကုန်ရှိတယ်ချင်းငါလည်းပြုတ်ရတယ်ကွာငါလည်းပဲသက်ရှိတယ်ငါပြုတ်လို့ရတယ်ဘယ်တော့ငါပြောဘူးလေအခုကငါပဲအဖေတောင်းဝင်မချီပုံတလူလူဖခင်ကောင်မပြီးသားတလူလူဘာလဲဟိုပထွေးလောက်တော့မကောင်းတဲ့အဖေလူတွေနေလုံနေရတွေကရတဲ့ရတော့ငါမခံရင်စိတ်နဲ့ငါလည်းဟိုမခံရင်စိတ်ဆိုလူတိုင်းမရှိတယ်ငါတီးချင်တယ်ငါနဲ့ချောင်းလို့ရှိတယ်ဗျ ငါလည်းမခံနိုင်တဲ့တတိဒီမှာကိုယ့်အတူပြီးတော့ငါရှောက်ပြနေမဲ့ဆောက်ချက်ကွဲမှာအဲ့လောက်ထိငါကလေးမဆန့်ကျင်ဘူးငါပြောတဲ့လူရင်းရှင်းရှင်းလေးတခုပဲငါသမီးလေးဘာသာကြောင့်ဖြစ်သွားတာဟုတ်အဖေရင်းဖြစ်တယ်ငါ့အတိပေးတဲ့အတိမပေးလို့ငါစိတ်ကောင်းဖြစ်တယ်ဒါလေးပဲဆိုတော့ပြည်သက်များတဲ့ကိုယ့်အပူအောင်မြင်တဲ့အင်အားကြီးရဲ့ဆိုတိုင်းငါ့ကိုအဲ့လိုလူလေးငါ့ကိုဝိုင်းမဆဲဆဲအောင်လုပ်နေတော်သွားတော့